င်္ဂလာပါခင်ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မှာကြက်ဖြတ်ငွေလိမ်ကိုင်းတွေကိုကာကွယ်ပေးထားတဲ့အကြပ်ပစကောက်စီလောက်ခံ BGF တပ်ဖွဲ့တွေကရွှေကောက်ကိုမှသူတို့ကပြန်ပြီးလူကုန်ကူးခံရတဲ့သူတွေကိုလိုက်လံရှာဖွေစစ်ဆေးပြနေပြန်နေဆိုပါတယ်။စကိုင်းတိုင်းကကလေးမြို့နယ်မှာရှိတဲ့အချက်ဖတ်စစ်ကောင်စီရဲ့မဏိပူရမူးမြစ်ကူတဒါစစ်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုမျှထားသလို အရှင်ဖန်းစည်းရမိထားတဲ့သူတွေလည်းရှိပြီးလက်နက်ခဲရံအမြောက်အများကိုပါတင်စီရရှိထားပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂင်းပြည်နယ်မြရီမြို့နယ်မှာကျပ်ပြန့်ဝင်းလိန်ဂိုင်းတွေကိုကာကွယ်ပေးထားတဲ့အချက်ဖက်စကောက်စီလောက်ခံ BGF တပ်ဖွဲ့တွေကရွှေကောက်ကိုမှသူတို့ကပြန်ပြီးလူကုန်ကူးခံရတဲ့သူတွေကိုလိုက်လံရှာဖွေစစ်ဆေးပြနေပြန်တယ်လို့အဲ့ဒီဒေတာမှအလုတ်လုတ်နေတဲ့မြန်မာတချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့ဒီကနေ့ဖေဖော်ဝါရီလ14ရက်နေ့မနက်ပိုင်းမှာပဲမြောက်ရီမြို့မှာကြားဖြတ်ငွေလိန်ဂိုင်းတွေကိုလက်ခံကာကွယ်ပေးထားတဲ့ဂျပန်စကောက်စီလောက်ခံ BGF တပ်ဖွဲ့တွေကလက်နက်အပြည့်အစုံတွေဝစ်ပြပြီးသူတို့ထိန်းချုပ်ထားတဲ့ရွှေကုတ်ကူမြို့တဲကဟိုတယ်ဘားတွေ KTV တွေနဲ့စားတောက်ဆိုင်တွေကိုဝင်ရောက်စစ်ဆေးပြနေကြပြန်နေလို့ဆိုပါတယ်အဲ့ဒီမှာ BGF တပ်ဖွဲ့တွေက တရုတ်နိုင်ငံသားတချို့ကလည်းနိုင်ငံကူးလက်မှတ်စစ်ဆေးပြနေတာတွေအလို့သမားတွေကိုလည်းအတင်းကျပ်ခေါ်ခံရတာလားပြန်ချင်းရင်ပြန်ပို့ပေးမယ်ဆိုတာတွေလည်းလိုင်မေးပြနေပြန်တယ်လို့ရွှေကုတ်ကိုရောက်မြန်မာတို့ကပြောထားပါတယ်ဒါတွေဟာအချက်ဖက်စကောင်စီလောက်ခံ BGF ခေါင်းဆောင်စောချစ်သူကိုဂျပန်ငွေလိန်ဂိုင်းတွေနဲ့ပတ်သက်တဲ့တရားခံအဖြစ်ဖမ်းဝရမ်းထုတ်မယ်ဆိုပြီးတော့ထိုင်းနိုင်ငံရဲ့ဒုဝန်ကြီးကပြောလာပြီးတဲ့နောက်မှာပဲအဲ့ဒီစကောင်စီလောက်ခံ BGF ခေါင်းဆောင်စောချစ်သူဟာ သူတို့ကာကွယ်ပေးထားတဲ့ကြက်ဖြတ်ငွေလိမ်ဂိုင်းတွေကိုသူတို့ကပြန်ပြီးစစ်ဆေးဓာတ်တွေပြန်ပို့ပေးမယ်ဆိုတာတွေကိုလောက်ပြနေတာဖြစ်တယ်လို့လည်းအဲ့ဒီဒေတာမှရှိတယ်ပြည်သူတွေကပြောထားကြသူတို့တစ်ဖက်မှာတော့အဲ့ဒီစစ်ကောင်စီလောက်ခံ BGF ခေါင်းဆောင်စော့ချစ်သူကိုထိုင်းနိုင်ငံပိုင်နယ်ထက်ဝင်လာတာနဲ့ချက်ချင်းဖမ်းဆီးပစ်မယ်ဆိုပြီးတော့ပါထိုင်းနိုင်ငံရဲ့ဒုတိယဝန်ကြီးနဲ့ကာကွယ်ရေးဝန်ကြီးကထုတ်ဖော်ပြောဆိုထားပါသေးတယ်ခင်ဗျာ ဖက်မှာတော့စကိုင်းတိုင်းကကလေးမြို့နယ်မှာရှိတဲ့အချမ်းဖက်စကောင်စီရဲ့မဏိပူရမူးမြစ်ကူတဒါစစ်တပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစေကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများထားသလိုအရှင်ဖန်းစီရမိထားတဲ့သူတွေလည်းရှိပြီးလက်နက်ခဲယံအမြောက်အများကိုပါတိမ်စီရရှိထားပြန်တယ်လို့ CDF KKG တပ်ဖွဲ့ရဲ့တာဝန်ခံကရင်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဖေဖော်ဝါရီလ17ရက်နေ့ကစပြီးကလေးမြို့နယ်မှာရှိတဲ့အချမ်းဖက်စကောင်စီရဲ့မဏိပူရမူးမြစ်ကူတဒါစစ်တပ်စခန်းကို ဒေါ်လန်ရေးပူပေါင်းတက်တွေကထိုးပေါက်တက်ခဲ့ရမှာဖေဖော်ဝါရီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကန်တစ်ခုလုံးကိုတိမ့်ပိုင်ရရှိခဲ့တယ်ဆိုပါလေအဲ့ဒီစကန်တိမ့်တိုက်ပွဲအတွင်းအချက်ဖက်စကောင်းစီဘက်ကတေတဲ့သူတွေတော့တော့ကိုများထားတဲ့အပြင်အရှင်ဖန်းစီရမိထားတဲ့သူတွေလည်းရှိထားပြီးလက်နက်ခဲယမ်းတွေလည်းအမြောက်အမြောက်ကိုရရှိထားတယ်လို့ CDF KKG တပ်ဖွဲ့ရဲ့တာဝန်ခံကပြောထားပါလေလက်ရှိမှာတော့အဲ့ဒီစကန်ပဝင်းချင်းမှာရှိနေတဲ့လက်ကျန်စကောင်းစီတပ်သားတွေနဲ့ပြူစော့ထီတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်ရှင်းနေနေပြီး ဆဲကောင်စီဘက်ကတော့လေကြောင်းပြေကူတွေနဲ့ပါဘုံကျဲတိုက်ခိုက်တာတွေလုံနေပြန်တယ်လို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဘကိုးတိုင်းကတော်လန်ရေးတပ်တွေရဲ့စုမိုးနယ်မြေတွေမှာကျမ်းမာရေးဝန်ထမ်းတွေနဲ့လူနာတင်ရင်တွေဖြည့်ဆည်းပေးနိုင်ဖို့အယူကြီးဝန်ကြီးချုပ်ယုံအဖွဲ့ကကွင်းစင်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့အယူကြီးကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့အယူကြီးဝန်ကြီးချုပ်ယုံတာဝန်ရှိတဲ့သူတွေကဘကိုးတိုင်းအတွက်မှာရှိတဲ့တော်လန်ရေးတပ်တွေထိန်းချုပ်ထားရနယ်မြေတွေမှာ ပြည်သူလူထုကိုကျန်းမာရေးဆောင်ရှောက်မှုပေးနေတဲ့ဈေးရုံဈေးကန်တွေနဲ့ပြန်လည်ထူထောင်ရေးစခန်းတွေကိုတွားရောက်ခဲ့ပြီးဈေးကူတာမှုခံယူနေကြတဲ့သူတွေနဲ့ပြန်လည်ထူထောင်ရေးစခန်းမှာတက်ရောက်နေတဲ့သူတွေကိုတွစ်ဆုံခဲ့ကြတယ်လို့သိရပါတယ်။အဲဒီမှာ NGO အလို့သမားဝင်ကြီးဌာနဒုဝင်ကြီးဦးကျော်နီအတွင်းဝင်ဒေါ်ကြီးပြားဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလတ်ပြည်ဒဲရင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနတွဲပတ်အတွင်းဝင်ဦးအာကာမြို့ထက်အပါဝင်တာဝန်ရှိတဲ့သူတွေအတူတကွလိုက်ပါကွင်းစင်ကြည့်ရှုခဲ့ကြပြီးတဲ့နောက် တရှိဘကိုးတိုင်းကတော်လန်ရေးတက်တွေရဲ့စိုးမိုးနေမြေတွေမှာဂျမိုင်းရဲ့ဝန်ထမ်းတွေနဲ့လူနာတင်ရင်တွေဖြည့်ဆည်းပေးနိုင်ပုဂ္ဂိုလ်ပါညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့အင်ဂျီကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာစောင့်ရှောက်နေရပါတယ်ဆိုပြီးပြောဆိုနေတဲ့အကြံဖက်စစ်ကောင်စီတပ်ကပဲမွန်ပြည်နယ်ကျေးတွမြို့နယ်ကကြေးရွာနှစ်ရွာမှာရှိတဲ့ဖျားဇေဒီတွေနဲ့ဘုံကြီးကျောင်းတွေအပါအဝင်ဘာသာရေးအဆောက်အုံတွေနဲ့စာတင်ကျောင်းတွေကိုပါလေနဲ့ဘုံကျဲဖျက်ဆီးသွားပြီးအရသာပြည်သူ၃ဦးလည်းတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ် ဒါကတော့ဖေဖော်ဝါရီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းကအရသာပြည်သူတွေနေထိုင်ရာပိန်းနယ်ကုန်းနယ်ကော့ကတ်ကျေးရွာကိုအချက်ဖက်စကောင်စီတပ်ကလေနဲ့လာပြီးရေရွက်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားရမှာကျေးရွာတွေကဖုန်ကြီးကျောင်းတွေဖျားဇေတီတွေခရိယံဖျားကျောင်းနဲ့စာတင်ကျောင်းတွေပါပျက်စီးသွားပြီးရသာပြည်သူ၃ဦးလည်းတေဆုံးခဲ့ရတယ်လို့ KNU ဗဟိုကနေထုတ်ပြန်ထားပါတယ်တစ်ဖက်မှာတော့အချမ်းဖက်စက်ကောင်စီဟာ သူတို့ကသာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုကာကွယ်ဆောင်ရှောက်နေရပါတယ်ဆိုပြီးအတွင်တွင်ပြောဆိုနေပြီမဲ့လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲမြန်မာနိုင်ငံကဖျားဇေတီတွေဖုံးကြီးကြောင်းတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုနှိမ့်မြုံစုံနဲ့ဖျက်ဆီးနေကြတာဖြစ်တယ်လို့လဲဒေသခံသတင်းရင်းမြစ်အသီးသီးကပြောထားကြပါသေးတယ်ခင်ဗျာအဖက်မှာလေအကျံဖက်စစ်ကောင်စီရဲ့လေစိတ်စစ်စေးရေးအဖွဲ့က အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုစစ်မှုထမ်းစီးရင်မှာပါဝင်ခြင်းရှိမရှိအချက်လက်တွေကိုလေစိတ်တွေမှာစတင်စစ်ဆေးနေပြီးမကြခင်ထောက်ခံချက်တွေပါပြရတော့မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဌာနစီကနေသိရပါတယ်။လက်ရှိမှာတော့အချက်ဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ကနေ digital နည်းပညာနဲ့သူတို့မှတ်ထားတဲ့စစ်မှုထမ်းကိုရေးအချက်လက်စနစ်ကိုထူထောင်ထားပြီးဖြစ်တယ်လို့အခုတက်တော့ရန်ကုန်လေစိတ်နဲ့မန္တလေးလေစိတ်တွေမှာပြပထွက်မဲ့အမျိုးသားတွေတဲ့က အသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့အမျိုးသားတွေကိုစစ်မှုထမ်းရမဲ့သူဟုတ်မဟုတ်စတင်စစ်ဆင်းနေပြီဖြစ်တယ်လို့ဆိုပါတယ်။အကယ်လို့သူတို့စစ်ဆေးတဲ့အချိန်စစ်မှုထမ်းရမဲ့လူငယ်တွေဖြစ်နေရင်တော့အလေအပတ်နိုင်ငံကူးလက်မှတ်တွေပဲဖြစ်ဖြစ်ပညာသင်သွားမယ်ဆိုတဲ့နိုင်ငံကူးလက်မှတ်တွေပဲဖြစ်ဖြစ်ပြည်ပကိုထွက်ခွင့်မပေးပဲအဲ့ဒီလေစိတ်စစ်ဆေးရေးအဖွဲ့ကတာစီပိတ်ပင်နေပြီဖြစ်တယ်လို့ပြည်ပကိုပညာသင်သွားဖို့ဝန်ဆောင်မှုပေးနေတဲ့ရန်ကုန်ခြေစိုက်ပညာရေးအေဂျင်စီတစ်ခုကရန်ကုန်ခေတ်ကိုပြောထားပါတယ် လက်ရှိမှာတော့အဲ့ဒီလေဆိပ်စစ်ဆေးရေးအဖွဲ့ကစစ်တဲ့အချိန်သူတို့ရဲ့စစ်မှုတန်းစရင်စနစ်ထဲမှာမပါဝင်သေးပဲအလဲပတ်ဗီဇာ PV ကင်ထားတဲ့လူငယ်တွေကိုတော့သူတို့တောင်းတဲ့အထောက်အထားအချက်လက်အခိုင်အုံပြနိုင်ရင်လောလောဆယ်ထွက်ခွင့်ပေးနေပြီမဲ့အဲ့လိုစရင်မပါသေးတဲ့လူငယ်တွေကိုလည်းမကြခင်မှာသူတို့စစ်တပ်စီကနေရှောက်ထားတဲ့စစ်မှုတန်းကင်းလွတ်ခွင့် shop box ခွင့်နဲ့ရွှေဆိုင်ခွင့်ထောက်ခံချက်တွေပြရတော့မှဖြစ်တယ်လို့လဲစစ်ကောင်စီရဲ့လက်ဝကတည်င်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချစ်စွတ်တင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ